ရှန္ဒနာကို မြတ်စွာဘုရားကကြီးမားတဲ့ငလျင်ကြီးတွေလှုပ်တယ်ဆိုတာဟာအကြောင်း၈မျိုးရှိတယ်အဲ့ဒီအကြောင်း၈မျိုးတဲ့ကတမျိုးမျိုးကြောင့်လှုပ်နိုင်တယ်ဒီကဘာမြေကြီးရဲ့တည်နေပုံကို ပထမရှင်ဦးစွာမြတ်စွာဘုရားရှင်းပြတယ်အယံမဟာပထဝီဥဒကေပဋိဋ္ဌိတာဟောဒီကဘာမြေကြီးဟာရေပေါ်မှာတည်ရှိနေတယ်ဟုတ် ကဘာမြေကြီးကရေပေါ်မှာတည်ရှိနေတယ်ဆိုတာစဉ်းစားကြည့်ပေါ့။ဘယ်နေရာမှာပဲဖြစ်ဖြစ်ရေတွင်တူးကြတယ်လေ။အဝီစီတွင်နေတူးတယ်ဆိုတော့မြေကြီးအောင်မှာရေတွေရှိနေတယ်ဆိုတာပြောလို့ရတာပဲ။ပြီးတော့အခုခေတ်သိပ္ပံနေနဲ့ကြီးလိုက်မယ်ဆိုရင်ဒီကဘာမြေကြီးဆိုတာအတ်သပလန်နက်ခေါ်တာ။ကဘာဂျုံလို့အဲ့ဒီကဘာဂျုံကြီးက တကယ်ကြည့်မယ်ဆိုလို့ရှိရင်အခုကောင်းကင်ရံကမြင်နေရတဲ့လာကြီးလိုပဲသူပဲအဝိုင်းဆက်ချီပဲမြင်နေရတယ်ပေါ့ကဘာတီထားပုံကိုစာပေကျမ်းကမှဖွင့်တဲ့အခါမှာတခြားဘာသာတွေမှာတော့သာဝရဘုရားသခင်ကဖန်ဆင်းတယ်လို့ဒီလိုဆိုတယ်ရသောဘုရားရဲ့အဆုံးအမအရာဘုရားသခင်ဖန်ဆင်းတာမဟုတ်ဘဲနဲ့တဘာဝတရားရဲ့ဆောင်ရွက်မှုသာဖြစ်တယ်တဘာဝတရားကြောင့်ဖြစ်လာ ။ငကုလက်ရှိကလေထုကြီးအာဂါသလဟပြင်းထဲမှာလေထုကြီးရှိတယ်။အဲ့ဒီလေထုပေါ်မှာမိုးရွာချလိုက်တော့ရေထုကြီးဖြစ်လာ။အဲ့ဒီရေထုကြီးပေါ်မှာခုနကအပေါ်ကျော်တင်းလာပြီးမြေလွှာဖြစ်လာတယ်။ဒီလိုဆိုတာပေါ့နော်။ကဘာတီတုံးကရေထုကစလာ။အောက်မှာလေထုကပင်ကိုရှိနေတယ်။လေထုထဲကိုမိုးရွာချလိုက်တဲ့အခါရေထုရေထုကတဖြည်းဖြည်းအပေါ်ကျော်တင်းလာ။ နွားနုတောင်ကြိုကြည့်ပါလားကြိုကြည့်ရင်အပေါ်ကျောတင်းလာတယ်လေတဖြည်းဖြည်းမလိုက်တက်လာတယ်ခေါ်တာပေါ့ထို့တူပဲကဘာမြေကြီးကရေပေါက်ကနေပြီးတော့အပူเจ้าမို့လို့အပေါ်ကျောတင်းလာအဲ့ဒီကနေမြေတုဖြစ်လာအယံမာပထဝီဤမြေကြီးဟာဥဒကေပဋိဋ္ဌိတံရေပေါ်မှာတည်ရှိနေတယ်ဥဒကံဝါတိပဋိဋ္ဌိတံအဲ့ဒီ ရေတွေကတော့အနန္တအာဂတထဲမှာရှိတဲ့လေတူကြီးမှတည်တယ်။ဝါတော့အာဂတထောတဲ့။အောက်ဆုံးကလေတူကြီးကတော့ space ကြီးမှရှိနေတယ်လို့ဒီလိုပြောတာ။လေဆိုတာကသဘာဝစဉ်းစားကြည့်။ဒီ space ဆိုတဲ့ဘာမှမရှိတဲ့နေရာမှသာ လေဆိုတာရှိလို့ရတာဟုတ်။နော်။အာဂတဟင်းလင်းပြမှန်သမျှလေတူရှိတယ်။ဒါကြောင့်မို့လေတူလေတူရဲ့ အပေါ်မှာယေတုရှိတယ်ယေတုရဲ့အပေါ်မှာမြေတုရှိတယ်ဆိုပြီးတော့ကဘာမြေကြီးတည်နေပုံကိုမြတ်စွာဘုရားအရင်ရှင်းပြရှင်းပြပြီးတော့မှအချိန်ခါဆိုတာရှိတတ်တယ်တဲ့ဘယ်လိုဖြစ်တတ်တုံးလို့ဆိုလို့ရှင်အောက်မှာခန်းနေတဲ့အနန္တအာကာသတဲ့ကလေတုကြီးဟာတခါတရံကျတော့အပူအေးဖောက်ပြန်မှုကြောင့်ငြိမ်သက်နေတဲ့လေတွေဟာပြင်းထန်လှုပ်ရှားမှုတွေဖြစ်ပေါ်လာ လိုင်းကရက်ကြီးတွေလို့လေကြီးဟာဣပြီးတော့တိုက်လာလေတူကြီးကနေပြင်းထန်လှုပ်ရှားလာတဲ့အခါမှာသူ့ပုံမှန်ရှိနေတဲ့ရေကိုလှုပ်ရှားသွားစေတယ်ဟာလေကမငြိမ်ဘူးဆိုတာဟာအထက်တိုက်လိုက်အောက်ဆင်းလိုက်ပဲလေဆိုတဲ့သဘောကနော်ပြင်းထန်လိုက်တာနဲ့တိုက်လိုက်တာနဲ့အပေါ်ကရေဒူးကလှုပ်သွားတယ်ရေဒူးကြီးလှုပ်သွားတဲ့အခါရေဒူးကနေပထဝီကံပင်တိမြေဒူးကိုလှုပ်ရှားစေတယ် အဲ့တော့ဆိုလိုတာကကဘာမြေငရင်လှုပ်ချင်းရဲ့တဘာဝအကြောင်းတရားဟာဘာလဲလို့ဆိုလို့ရှင်ကဘာမြေကြီးအောင်မှာရှိနေတဲ့လေထုကြီးမငြိမ်မသက်ဖြစ်တဲ့အခါမှာရေတွေလှုပ်ရှားလာတယ်ရေတွေလှုပ်ရှားလာတဲ့အခါမှာ မြေကြီးလှုပ်ရှားသွားတယ်အဲ့ဒီမြေကြီးလှုပ်ရှားသွားလို့ငလျင်လှုပ်တယ်ဆိုတာဖြစ်ပေါ်လာခဲ့တယ်လို့သူတို့ပြောတာဒါကတဘာဝအနေထားကိုဖြစ်တယ် ြီးတို့တသက်တာမှာအကြီးအကျယ်ငရင်လှုပ်တာနှစ်ကြိမ်ကြုံမှုတဲ့မြန်မာတက္ကရာ1308ခုနှစ်တုန်းကပကူးငလျင်ကြီးဆိုတာကြုံရအဲ့ဒီငရင်ကဘယ်ထိအောင်လှုပ်တုံးဆိုဟိုမန္လေးတိုင်းကဖျားတွေပြိုသည်ထိအောင်ပြင်းထန်နောက်1318ခုနှစ်ကျတော့သခိုင်းငရင်လို့ခေါ်တယ်သခိုင်းမှာရှိတဲ့ဖျားပထိုးတွေပြိုကျပျက်စီးမှုတွေများကြီးမြန်မာရာဇဝင်ဖတ်မယ်ဆိုလို့ရှိရင်တော့ငရင်လှုပ်တဲ့အချိန်တွေဟာအများကြီးရှိတယ်ပေါ့ ဖရာပထိုးတွေခဏခဏပြုတ်ပြက်တယ်။အဲဒီ၁၈ခုနှစ်ငရင်ကြတော့စကိုင်းငရင်လို့ခေါ်ရလောက်အောင်စကိုင်းမှာအပျက်စီးတွေအလွန်များခဲ့တယ်ပေါ့။ဒုတိယငလျင်လှုပ်ခြင်းအကြောင်းကိုမြတ်စွာဘုရားဘယ်လိုရှင်းပြတော့ဆိုတကူကြီးမားတဲ့အစွမ်းထက်တဲ့အစွမ်းတကူရှိတဲ့တကူရှင်တွေဆိုတာလောကမှာရှိတတ်ရဟနာပုဂ္ဂိုလ်တွေတို့သို့မဟုတ်တကူကြီးတဲ့နတ်တွေဆိုတာရှိတယ် သူတို့ကလည်းဖန်တီးတတ်တယ်တဲ့ဘလို့ဖန်တီးတော့ဆိုရင်တဘာဝတရားတွေကိုသူတို့ကရှုမြင်သုံးသပ်တဲ့အခါမှာမြေထုနဲ့ဒီရေထုဆိုတာနှစ်ခုရှိမြေပြင်ဆိုတာငြိမ်သက်မှုရှိတယ်ရေပြင်ကျတော့ငြိမ်သက်မှုမရှိဘူးနော်မြေပြင်ကငြိမ်သက်တယ်မာတယ်ရေပြင်ဆိုတာကတော့လှုပ်ရှားတယ်ပေါ့ဒါကြောင့်မို့သူတို့က ကဘာမြေကြီးရဲ့မြေပြင်ကို ရေပြင်လိုသဘောထားပြီးတော့မြေကြီးကိုရေလိုစိတ်ထဲမှာတကိုးနဲ့ဖန်ဆင်းလိုက်တဲ့အခါမျိုးမှာလဲငရင်လှုပ်တတ်တယ်ကြည့်လေတင်မောကြီးတွေဘလောက်ကြီးကြီးရေပေါ်မှာကြတော့လှုပ်နေတာကုန်းပေါ်တက်လိုက်လို့ရှိရင်မလှုပ်နိုင်ဘူးလေရှေးတုန်းကဒါနဲ့ပတ်သက်ပြီးတော့တန်ဃရခိတဆိုတဲ့ကိုရင်ပေါ့ဆာလေးတစ်ပါးယဟန္တာကိုရင်လေးတစ်ပါးပေါ်ဘူးတယ် ခုနှစ်အရွယ်လေးသာသနာပေါင်းဝင်တာအဲ့ဒီနေ့မှာပဲသင်္ကန်းဝတ်ပြီးအဲ့ဒီနေ့မှာပဲရဟန္တာဖြစ်သွားအစွမ်းတကူကြီးမားတဲ့ရဟန္တာဖြစ်တော့သူစိတ်ကူးရတယ်ဒီကနေ့ပဲသာသနာပေါင်းဝင်ဒီကနေ့ပဲရဟန္တာဖြစ်ပြီးတော့တရားမင်းကြီးနေတဲ့တာဝရင်သာနတ်ပြည်ကဝေစန္တာပြတ်တကြီးကိုလှုပ်ဖူးတဲ့ပုဂ္ဂိုလ်ရှိလားလို့ဆိုမရှိဘူးဆိုသူသိဒါနဲ့ဘလို့လုံးရမယ်ဆိုတာနီးစနစ်ကိုသူမသိပဲနဲ့သူ့အစွမ်းတကူနဲ့လှုပ်မယ်ဆိုပြီးတော့ ဝေဇန္တပြတ်သက်သွားပြီးလှုပ်တာလုံးဝလှုပ်လို့မရဘူးဘာဖြစ်လို့တော့ဆိုစနစ်မကျဘူးဘယ်ကိစ္စပဲဖြစ်ဖြစ် systematically လှုပ်ရတယ်တကောကလည်းပဲအရင်မဲ့လှုပ်တာမဟုတ်သည့်အတွက်ကြောင့်တဘာဝကိုလွန်ဆန်ပြီးလှုပ်လို့မရဘူးမြေကြီးပေါ်နေတဲ့အရာကိုလှုပ်အောင်လှုပ်လို့မရဘူးဒါကြောင့်မို့သူဟာလှုပ်လို့မရတဲ့အခါကျတော့ဝိုင်းပြီးတော့တယောခံလဲရတော့သူ လူပြည့်ပြန်လာပြီသူဆရာစီသွားသူဆရာစီသွားတော့သူကဆရာကပြောတော့ဆိုမုံစီကျော်ကြော်တာလေးကိုပြလိုက်တယ်မြင်မြင်ဘူးတယ်မဟုတ်လားမုံစီကျော်ကြော်နောက်ပြီးတော့ရေထဲမှာချလိုက်တဲ့နောက်ချိကြက်ကလေးဟာရေထဲမှာဝဲလဲပြီးတော့လှုပ်နေတာမြင်မြင်ဘူးတယ်မဟုတ်လားလို့ဆိုသူသဘောပေါက်သွားတယ်မြေကြီးပေါ်မှာရှိနေတဲ့အရာကိုလှုပ်လို့မရဘူးဆိုတာသူသဘောပေါက်သွားတယ်အဲ့ဒါနဲ့ တိပီဖျားဆိုပြီးတော့တာဝရိန်နတ်ပြည်ပြန်တက်သွားပြန်တက်သွားပြီးတော့ဝေစယန္တာ ပြတ်တက်ကြီးရဲ့အခြေတွေအားလုံးကိုရေပြင်ကြီးဖြစ်အောင်အရင်ဖန်ဆင်းပလိုက်အဲ့ဒီအချိန်မှာကျတော့ခဏလေးအလွယ်လေးနဲ့ဝေစယန္တာပြတ်တက်ကြီးရန်ခါသွားအောင်သူလှုပ်ရှားပြအောင်ရရေပေါ်မှာတည်နေတဲ့အရာဆိုအလွယ်တကူလှုပ်လို့ရအောက်ကမငြိမ်ဝဲကိုအဲ့ဒီလိုအစွမ်းတကူရှိတဲ့ပုံကိုယ်တွေကလည်းပဲကဘာမြေကြီးကို ရေဖြစ်အောင်ဖန်ဆင်းလိုက်တဲ့အခါမျိုးမှာလည်းပဲငရင်လှုပ်သွားတာမျိုးတွေဖြစ်တတ်တယ်။ဒါကတော့သူတို့စိတ်ကူးနဲ့လှုပ်တဲ့သဘောအဲ့ဒါမျိုးဟာဒုတိယငရင်လှုပ်ခြင်းရဲ့အကြောင်းတစ်မျိုးပဲလို့မြတ်စွာဘုရားဒီလိုဟောတယ်။တတိယအကြောင်းတစ်ခုကဘာလဲလို့ဆိုရင်ပါရမီပြည့်လို့ဖျားဖြစ်သူရောက်တော့မဲ့ဖျားလောင်းနေတာတုတ်တိတန်납ပြေကနေပြီးတော့ ူပြည်ကိုဖျားဖြစ်ဖို့မေတော်ရဲ့ဝမ်းထဲမှာတရေခရတဲ့အချိန်မျိုးမှာဝမ်းသာကြည်နူးတဲ့သဘောကို ပြတဲ့အနေမြေကြီးကဝမ်းသာတာတော့မဟုတ်ဘူးမြေကြီးမှာရှိနေကြတဲ့တရဝါတွေစွန်းကူကြီးတဲ့ပုဂ္ဂိုလ်တွေဝမ်းသာလို့လှုပ်တယ်လို့ဒီလိုအောင်မရမြေကြီးဆိုတာတော့စိတ်စေရနာမရှိတဲ့အရာတစ်ခုပဲเนาะသို့သောသဘာဝတရားရဲ့လှုပ်ခတ်မှုဆိုတာရှိတယ်ထိရောက်မှုဆိုတာရှိတတ်တယ် တဘာဝတရားရဲ့ထိခိုက်မှုတွေဟာလူတွေက မသိနိုင်ဘူးပေါ့ကြားဝကြလိုက်မယ်တချို့တစ်ပင်လေးတွေအောက်မှာတချင်းလေးဆိုဂီတာလေးတီးပြီလို့ရှင်အဲ့ဒီတစ်ပင်လေးကပွင့်လာတယ်လို့ဆိုတယ်နော်တဘာဝတရားရဲ့ရိုက်ခတ်မှုလို့ခေါ်တယ်ကြုံမှုကြလိုက်မယ်တချို့ပုဂ္ဂိုလ်တွေစိုက်ပြိုးတဲ့ပန်းဥယင်တွေတတိတတိချန်တွေမှာတိဏ္ဏတွေအများကြီးဖြစ်ထွန်းတယ်တချို့ပုဂ္ဂိုလ်တွေစိုက်တဲ့ ထဲမှာကြတော့အတိနံနေမကြဘူးဟာဘာကြောင့်ဖြစ်တာတော့လို့ဆိုတဲ့အခါမှာသူကကမ္မပစ္စယဥဒုတမုဋ္ဌံဆိုတာလည်းရှိတယ်ကံကောင်းတဲ့ပုဂ္ဂိုလ်စိုက်ပျိုးတဲ့အရာမှန်သမျှဟာသူကကံကနေပြီးတော့ဥဒုကိုဖြစ်စေပြီးဥဒုကနေပြီးတော့တစ်ပင်ရဲ့အကြိုက်ဖြစ်ပြီးတော့တစ်ပင်ကအသီးတွေဖြစ်တာလို့ခေါ်တယ်တခါစိတ်တပစ္စယဥဒုတမုဋ္ဌံဆိုတာ 留下四个标选人生里的车，二里六月标选人生目的哈，八块钱我标选人生的特点古段的，二里它古段我交就比了，这边啊那边，高面的乌路的也比了，这边啊人生目的批的路，第六少啦，喏，哎啦，咪有个四大比色，乌路都冇长到高嘞，但也路长冇好夫，得先个，大家无估计三大比了，几的不够的啊。 ကမ္မထန်တရားအထုတ်နေတဲ့ပုဂ္ဂိုလ်ရဲ့အုံနောက်လှုပ်ရှားမှုဒီတိုင်းစိတ်ညစ်နေတဲ့ပုဂ္ဂိုလ်တရားရဲ့အုံနောက်လှုပ်ရှားမှုကြည့်လိုက်အလွန်ကွာခြားတယ်လို့ပြောကမ္မထန်အထုတ်နေတဲ့ပုဂ္ဂိုလ်ရဲ့အုံနောက်ကငြိမ်သက်ပြီးတော့သူခန္ဓာကိုယ်ကထွက်နေတဲ့အရာတွေကလည်းငြိမ်သက်အေးချမ်းမှုတွေကိုထွက်တယ်စိတ်ပူနေတဲ့ပုဂ္ဂိုလ်တဏ္ဍာကထွက်တဲ့အရာတွေကလှုပ်ရှားပြီးတော့ဘေးကိုပူလောင်မှုတွေကို ဖြစ်စေတယ်လို့ဆိုမတူဘူးတဲ့နောက်တစ်ခါ ရေတောင်မှပဲရေထဲမှာပါတဲ့ခရစ်စတန်လေးတွေအချီတန်လေးတွေကိုဓာတ်ခွဲပြီးတော့ကြည့်တဲ့အခါမှာတချို့ရေတွေကဒီဥမာမဲ့ပရိတ်ရေဆိုတာဆိုပရိတ်ရေကတာမန်ကြည့်မယ်ဆိုလို့ရှိရင်ပရိတ်ကဘာစွမ်းတကူမှမရှိဘူးလို့ထင်ကောင်းထင်လိမ့်မယ်ပရိတ်ရေရွတ်ထားတဲ့ရေနဲ့ပရိတ်မရွတ်တဲ့ရေတစ်ခုကဘယ်လိုကွာခြားတော့ဆိုပရိတ်မရွတ်တဲ့တာမန်ရေကိုကြည့်မယ်ဆိုရင်အဲ့ဒီရေလေးတွေရဲ့ နှစ်တရားလှုပ်ရှားနေတယ်တဲ့ငြိမ်သက်မှုမရှိဘူးပရိယုထာလို့ပရိယရဲ့အစွမ်းတကူရနေတဲ့ရေလေးတွေခြားတော့ငြိမ်သက်ပြီးတော့နေတယ်လို့ဒီလိုဆိုတယ်ဒါကစမ်းသပ်လို့တွေးတဲ့အဖြေလေးတွေကိုပြောပြတာနော်နောက်တစ်ခုတချို့တစ်ပင်တွေကပန်းမွင့်လေးပွင့်တယ်အဲ့ထက်မဲ့ရင်ကောင်ကလာပြီးတော့ဝင်လိုက်တဲ့အခါပန်းမွင့်ကပိတ်သွားအဲ့ဒီအပွင့်ကပိတ်တော့လူတွေကပြောတော့ဒီတိပင်ကရင်ကောင်းကိုဖမ်းပြီးတော့စားတယ်လို့ဖြစ်နော် တစ်ပင်ကပန်းပွင်ကရင်ကောင်းကိုဖမ်းတယ်ဆိုတာမျိုးဖြစ်လာအဲ့ဒီရင်ကောင်းဟာပိတ်မိနေတော့မထွက်တော့အဲ့ဒီထက်မှသေးတယ်ဒါကတော့ဘလို့ရှင်းเสียလို့လဲလို့ဆိုရင်တကယ်ကတော့တစ်ပင်မှာစားတတ်တဲ့ဟာတော့မရှိဘူးရေမြေကိုတော့ဆုတ်တော့တာအမြင့်ကပဲဆုတ်တော့မယ်အပွင့်ကရင်ကောင်းကိုဖမ်းတယ်ဆိုတာရင်ကောင်းရဲ့ကိုကထွက်တဲ့ဒီအငွေ့အသက်တွေဟာအပင်ကိုအပွင့်ကို ပိတ်သွားစေတတ်တယ်သူရဲ့အခုခေတ်ဆိုရင်တော့ပုံပြီးနားလည်နိုင်မယ်လေးစိတ်ထဲသွားတဲ့အခါကျကြည့်လိမ့် exit လို့ရေးထားတဲ့မှန်တကားကြီးတွေနားသွားလိုက်ရင်တကားသွားသူပွင့်သွားဘာနဲ့ပွင့်တာလူကုံငွေးနဲ့ပွင့်သွားတာဒီလိုဆိုတာလူကုံငွေးနဲ့အခုခေတ်မှာဆိုရင်တော့ဘဲတီးတာလဲလူကုံငွေးနဲ့တီးလို့ရတယ်မီးဖွင့်တာလဲလူကုံငွေးနဲ့ဖွင့်လို့ရတယ်နော်လူခန္ဓာကိုယ်ကထွက်နေတဲ့ကုံငွေးတွေနဲ့ပဲ တကားလဲပွင့်တယ်မီးလဲလင်းတယ်ဘဲလဲတီးတယ်ဟာအဲ့ဒီသဘောတွေပဲဘဲတီးတာဘဲကအသက်ရှိလို့မဟုတ်ဘူးနော်တကားပွင့်တာတကားကအသက်ရှိလို့လည်းမဟုတ်ဘူးလူရဲ့ကိုငွေနဲ့ပွင့်သွားတာအဲ့ဒီသဘောပဲခုနကပန်းပွင့်ကရင်ကောင်လာပြီးတော့နားတဲ့အခါမှာပိတ်သွားတယ်ဆိုတာအဲ့ဒီသဘောထိကယုံပင်လို့လည်းခေါ်တယ်တချို့ကလည်းထိကညှိုးလို့ခေါ်တယ်တခြားရက်တွေလည်းရှိလိုက် အဲ့ဒီတစ်ပင်ကိုသွားပြီးတော့မထိလိုက်နဲ့ထိလိုက်ရင်တွန့်သွားတယ်တစ်ပင်ဟာကုံလုံးကုတ်သွားတယ်အဲ့ဒါကလည်းလူရဲ့ကိုငွေ့ကြောင်မို့လို့ယုံသွားတယ်သဘောသူကလူငါလာထိတယ်ဆိုပြီးတော့နောက်ဆုတ်သွားတာမျိုးမဟုတ်ဘူးသူကအသိစိတ်ရှိလို့ဖြစ်တာမဟုတ်ဘူးသို့တော့လူရဲ့ကိုငွေ့နေကြောင်ဖြစ်သွားတာမျိုးတွေအဲ့ဒါမျိုးတွေဟာတဆင့်ကံအကြောင်းပြုတာတွေလို့ဒီလိုမှတ်သားကြရအေးအဲ့ဒါလိုပဲ ဖရာအလောင်းနေဟာအစွမ်းတတ္တိရှိတာဖြစ်သောကြောင့်ကမ္ဘာလောကကြီးမှာ လောကသားတွေအတွက်အကျိုးပြုမဲ့ပုဂ္ဂိုလ်တရားတို့ဒီရဏပြည်ကနေပြီးမေတော်ရဲ့ဝမ်းထဲမှာတရေတီလိုက်တာနဲ့တပြိုင်နက်ကမ္ဘာမြေကြီးဟာခုနကတာမန်ပုဂ္ဂိုလ်တွေဘလောက်ပဲမွေးနေနေဘလောက်ပဲတရေတီနေနေဘာမှမလှုပ်ရှားဘူးဖရာအလောင်းတရေတီတဲ့အခါကျတော့ကမ္ဘာမြေကြီးကတုန်ဟီးသွားတယ်တဲ့။ဟာတာမန်ပုဂ္ဂိုလ်တွေဘာဖြစ်နေလဲ။ဘာလို့လို့ဆို အရှိန်အဝါဆိုတာရှိတယ်နိအရှိန်အဝါကြောင့်မို့လို့အခုလို့ဖြစ်သွားတာဒါကတတ္တိယငလင်းလှုပ်ခြင်းအကြောင်းတစ်ခုပဲစတုဒ္ဓငရင်လှုပ်ခြင်းအကြောင်းကတော့အဲ့ဒီဖျားလောင်းဟာမိခင်ရဲ့ဝမ်းထဲမှာတရေတဲပြီးတော့ကိုလလွန်ဆယ်လတဲ့ရောက်တဲ့အခါမှာဖွားတော်မူတယ်အဲ့ဒီဖွားတော်မူတဲ့အခါမှာလည်းပဲထူးခြားလာတဲ့ပါရမီရှင်ဘုန်းကံရှင်တူပေါ်ပေါက်လာတော့ ုခန္ဓာကိုယ်ကထွက်တဲ့အငွေ့တွေဟာအမြဲတမ်းမှအစွမ်းတတ္တိရှိသည့်အတွက်ကြောင့်ကဘာမြေကြီးဟာတုံ့ဟီးသွားပြန်တယ်။ဟောတဘာဝကိုယ်ကတုံ့ဟီးသွား။တနည်းအားဖြင့်ပြောမယ်ဆိုရင်ကဘာမြေကြီးမှာရှိချတဲ့တကိုးကြီးတဲ့နတ်တွေကဩဝါပေးလိုက်တဲ့အနေနဲ့လည်းဖြစ်တယ်လို့ဒီလိုလဲဆိုလို့ရ။သို့သောတဘာဝရှုထောင်းကနေကြည့်မယ်ဆိုလို့ရှင်ဖျားလောင်းရဲ့အစွမ်းတတ္တိရဲ့ထိခိုက်မှုကကဘာမြေကြီးတောင်မှပဲတုံ့ဟီးသွားရတယ်လို့ တဘာဝအကြောင်းတရားတစ်ခုပဲလို့ဒီလိုဆိုတာပေါ့နံပါတ်5အကြောင်းတစ်ခုကတော့ဘာလို့ဆိုရင်ဖះအလောင်းတော်ဟာတရားဓမ္မချင့်ချံကြိုးကုန်အထုတ်တယ်အထုတ်လိုက်တဲ့အခါလောကမှာဘယ်သူမှ မရဘူးတဲ့အတိညာဏ်ဒူးကြီးကိုရရှိသဗ္ဗညုတဉာဏ်တော်ကြီးကိုရရှိတယ်ဖះဖြစ်သူရောက်ရှိတယ်ဘယ်ပုဂ္ဂိုလ်မှမရဘူးတဲ့ဟောအဲ့ဒါမှထူးခြားတဲ့ဂုံတရအလွန်ကြီးမြတ်လာတဲ့ ဒီဉာဏ်ဒူးကြီးကို ရရှိတဲ့အခါမှာလည်းပဲအဲ့ဒီဉာဏ်ရဲ့အရှိန်အဝါဘလောက်ကြီးမားတဲ့ဆိုတာစဉ်းစားကြည့်ကဘာမြေကြီးဟာ တုံဟီးသွားပြန်တယ်အဲ့ဒီချိန်မှာဒီလိုဆိုလိုတာပေါ့ဒါသဘာဝရဲ့ထိခတ်မှုတွေဒီလိုဆိုလိုနောက်6ခုမြောက်အကြောင်းကတော့ဘာလို့ဆိုရင်ရသော်ဗျာဟာမိမိတည်တဲ့အသိဉာဏ်နဲ့လောကသားတွေရဲ့အကျိုးအတွက်အဆုံးမဩဝါဒကို စတင်ပေးတာ စတင်ပြီးတော့မိမိသိတဲ့မိမိရဲ့အတိညာဖြစ်တဲ့ပฏิဝေရညာအဲ့ဒီပฏิဝေရညာနဲ့သိထားတဲ့တရားဓမ္မတွေကိုသေဒနာညာနဲ့တတဝါတွေနားလည်အောင်ဟောပြပြီးဆိုတာကိုဓမ္မစက္ကပေါ်တနာလို့ခေါ်တယ်ဓမ္မစက္ကဆိုတာပฏิဝေရညာနဲ့သေဒနာညာကိုပြောတာသိတယ်သိတဲ့အတိုင်းရှင်းလင်းပြောတယ်သိတဲ့ညာကတခု ရှင်းလင်းပြောတဲ့ညာကတခုအေးလူဆိုတာစုံနေတယ် တချို့ကတိတော့တိတယ်ပြောမပြတတ်ဘူးဆိုတဲ့လူတွေရှိတယ်နော်ပြောပြပါဆိုမပြောတတ်ဘူးတိတော့တိတယ်ဟုတ်ရသော်ဗျာတိလည်းတိတယ်ရှင်းလည်းပြတတ်တယ်နားဝင်အောင် ရှင်းပြတယ်အဲ့ဒီတိလည်းတိတယ်ဆိုတဲ့ညာကိုပฏิဝေဒညာရှင်းပြတယ်ဆိုတဲ့ညာကဒေသနာညာအဲ့ဒီညာနှစ်ရက်ပေါင်းဆက်ပြီးတော့စတင်ပြီးတော့လောကသားတွေအကျိုးကိုဖြစ်ထွန်းအောင်ဆောင်ရွက်တဲ့ဓမ္မစက်ကပောတနာတုတ်ဓမ္မစက်ကြတရားဥဟောလိုက်တဲ့အခါမှာလည်းပဲ ဓမ္မရဲ့အရှိန်တတ္တိဟာဘလောက်ပြင်းတယ်လဲဆိုရင်တစ်ချိန်ငရင်တုံလှုပ်သွားခဲ့တယ်ပေါ့ဒါလည်းငရင်လှုပ်ခြင်းအကြောင်းတစ်ခုလို့ဒီလိုဆိုတယ်ခုနှစ်ခုမြောက်အကြောင်းကတော့ဘာလို့ဆိုရသော်ဘုရားသခင်ကိုရောမြတ်ဟာလောကသားတွေရဲ့အကျိုးအတွက်ကျိုးပန်းအထုတော်မူခဲ့တယ်ကျိုးပန်းအထုပြီးတဲ့အခါသင်္ခါရသဘာဝတရားအရလောကကြီးရဲ့ဘဝဆိုတာတပေဘဝအနိစ္စဒုက္ခဝိပရိနာမဓမ္မ ဘဝဆိုတာဘသူရဲ့ဘဝပဲဖြစ်ဖြစ်အနိစ္စမမြဲဘူးဒုက္ခနော်မမြဲတာတွေနှိမ့်ဆက်လို့ဆင်းရဲတယ်ဝိပရိနာမဓမ္မအပြောင်းလဲတွေရှိတယ်ဆိုတဲ့သဘာဝအတိုင်းပဲမြတ်စွာဘုရားရဲ့ဘဝဟာလည်းပဲအပြောင်းလဲတွေရှိနိုင်ရှိလားရှိလားလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ဘဝမှာဆက်လက်ပြီးတော့မနေတော့ဘူးဆိုလိုတာပြိဋိဘံပြုတော်မူတဲ့နေ့ကိုသတ်မှတ်လိုက်ပြီးဆိုတဲ့အချိန်မှလည်းပဲ မြတ်စွာဘုရားရဲ့ဒီဆုံးဖြတ်ချက်ကိုမခံနိုင်ရှာဘူးမြေကြီးဟာမြတ်စွာဘုရားရဲ့အာယုသင်္ခါရလွတ်တယ်တတိတံပစင်ညနဲ့ဒီအချိန်ဒီအချိန်ကတော့ငါရဲ့ခန္ဓာကိုယ်ဟာအဆုံးသတ်ရမယ့်အချိန်ဖြစ်တယ်ဆိုတာတတိနဲ့တံပစင်ညနဲ့ဆုံးဖြတ်ချက်ချလိုက်တယ်အာယုသင်္ခါရကိုသုံးလကကြော်ရင်ငါဝင်စားတော့ဘူးသူ့တဘာဝအတိုင်းရှိစေတော့လို့ ဆုံးတော့လိုက်တဲ့ဆုံးဖြတ်ချက်ကြားလိုက်တဲ့အခါမှာမြေငလေးဟာတုံ့ဟီးသွားပြန်တယ်ပေါ့အာယုသင်္ခါရလွတ်လိုက်တာဒါကခုနှစ်ခုမြောက်အကြောင်းတရားလို့ဒီလိုမြတ်စွာဘုရားရှင်းအနန္ဒာကိုရှင်းပြရှစ်ခုမြောက်အကြောင်းတရားကတော့တခြားမဟုတ်ဘူးမြတ်စွာဘုရားသခင်ကိုရမရရဲ့ဘဝနောက်ဆုံးအချိန်ရောက်လာတဲ့အခါမှာနောက်ဆုံးမှာအနုပါတိသေတာနိဗ္ဗာန်တတ်ဖြင့်ပြိဋိဘံပြုတ်သွားတယ်အနုပါတိသေတာတို့ သဥပါရိတေတာတို့ဘလို့နားလည်ရမလဲလို့ဆိုရင်စဉ်းစားကြည့်လေမြတ်စွာဘုရား45နှစ်ဟိုဘက်ဖျားဖြစ်တဲ့နေ့မှာဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့တဏ္ဍမဒီတဏှဥပါဒံဥဆောင်တဲ့ကိလေသာတွေဟာချုပ်ငြိမ်းသွားတယ်။သို့တော့ကံကိလေသာတွေချုပ်ငြိမ်းသွားတော့လည်းပဲမြတ်စွာဘုရားရဲ့ခန္ဓာလို့ဆိုတဲ့ကံကိလေသာတွေရဲ့အကျိုးဆက်တွေကရှိနေရတယ် ခန္ဓာ၅ပါးကြီးကရှိနေရတယ်။ကံကိလေသာဆိုတဲ့အကြောင်းတရားတွေကတော့ငြိမ့်သွားပြီ။သို့တော့အကျိုးဆက်ကြီးကရှိနေသေးတယ်။အဲ့ဒီကိလေသာငြိမ့်သွားတဲ့နိဗ္ဗာန်ကိုတာဥပါဒိသေတာနိဗ္ဗာန်လို့ခေါ်တယ်။ဥပါဒိဆိုတာကံကိလေသာတို့ရဲ့အကျိုးဆက်ကြီးနော်သေတာကျဉ်းချံနေသေးတယ်။အဲ့ဒီကျဉ်းချံနေသေးတဲ့ဒီနိဗ္ဗာန်ကိုတာဥပါဒိသေတာနိဗ္ဗာန်လို့ခေါ်တယ်။နောက်ဆုံးအဲ့ဒီအကျိုးဆက်တွေပါချုပ်သွားတယ် ကံကိလေသာတွေရဲ့အကျိုးဖြစ်တဲ့ခန္ဓာပါချုပ်သွားပြီဆိုတာကြတော့အနုပါတိသေတာနိဗ္ဗာန်လို့ဒီလိုပြောတာအေးမြတ်စွာဘုရားရဲ့ခန္ဓာကိုယ်ဘယ်သူကဖန်တီးထားတာတုံးလို့မေးလို့ရှင်တဏဥပါဒံရှိတဲ့ကံတရားကနေဖန်တီးထားတာမြတ်စွာဘုရားရထားတဲ့လူဘဝလူခန္ဓာအဲ့ဒီခန္ဓာကြီးကရှင်သန်နေတယ်တတ်တော်80ထီအောင် နောက်ဆုံးနေ့ကျတော့အဲ့ဒီရှင်သန်နေတဲ့ခန္ဓာကိုယ်ကြီးနောက်ဆုံးနေ့အချိန်မှာချုပ်သွားတယ်အဲ့ဒီချုပ်သွားလို့ရတဲ့နိဗ္ဗာန်ကျတော့အနုပါတိတေတနိဗ္ဗာန်လို့ဒီလိုပြောတာအဲ့ဒီအနုပါတိတေတနိဗ္ဗာန်တတ်ဖြစ်မြတ်စွာဘုရားပြိနိဗ္ဗာန်ဆန္ဒမူမယ်ဆိုတဲ့အခါမှာလည်းပဲမြင်းကလေးကြီးဟာတုံ희သွားတယ်လို့အာနန္ဒာမြင်းကလေးတုံ희ဖို့ဆိုတာအခုလိုအကြောင်းရှင်းမျိုးရှိတယ်လို့မြတ်စွာဘုရားကရှင်းပြလိုက်တဲ့အချိန်မှာရှင်အာနန္ဒာကဘောပေါက် Ah! Uh -huh.